ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Ghost Story YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒတိပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့တန်လက်ဝါမဲရင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုကြပါတယ် အသေးသေးတင်တိုင်းသိရှိဖို့အတွက်ကတော့ဘီနာနိုတီဘဲလေးကိုလည်းနှိပ်ပြီးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးကြီးပဲဖြစ်ပါတယ်ရှင် ရွာသားများရှိရာကိုမွေကြီးကတွန်းကလိန်ကနေလာနေပါတယ်ထူးမောင်နဲ့ဦးတန်ခဲတို့လည်းတမဏိဘခက်ကိုအနိုင်ယူလိုက်ပြီးမွေကြီးကိုတိုက်ခိုက်ဖို့အတွက်အသင့်ပြင်းလိုက်ကြတယ်ပန်းဖြူကဒေါသထွက်နေတဲ့ရွာသားများကိုထိန်းပေးထားရင်ရွာသားများလည်း နတ်မွေကြီးလိုအော်ဟစ်ပြီးထွက်ပြေးသွားကြတယ်ထွက်ပြေးသွားတဲ့ရွာသားများမှာထူးမောင်တို့အဖွဲ့ကိုသာဝိုင်းပြီးတော့အပြစ်တင်နေကြတယ်မွေးစားကျွေးရမှာတာဝန်ယူပေးတဲ့ဘခန့်ကိုတိုက်ခိုက်တာကြောင့်နတ်မွေကြီးကရွာကိုဖျက်ဆီးတော့မယ်လို့စိုးရိမ်နေကြတယ်ရွာသားများမှာထွက်ပြေးနေကြရင်နဲ့ထူးမောင်ပန်းဖြူဥတန်ခဲတို့၃ဦးကိုအပြစ်တင်စကားများပြောကြပြီး တောက်တစ်ခေါက်ခေါက်ဖြစ်နေကြပါတယ်ထူးမောင်တို့မှလည်း အထင်မှားနေတဲ့ရွာသားများကို ရှင်းပြပြောဆိုချိန်မရသေးတာကြောင့်မွေကြီးကိုသာအာယုံဆိုင်နေခဲ့ရတယ်။မွေကြီးမှာတပြေးပြေးနီးကပ်လာတာနဲ့ဥတန်ခဲကအရင်ပြင်းဝင်တိုက်ခိုက်တဲ့လုံးပတ်လေကြီးအကောင်လဲရှိတဲ့မွေကြီးရောက်ပါဇက်ကိုဖျဲလိုက်တဲ့အခါဝါတလုံးစာအဆွဲကြီးများဖွေးနေအောင်ပေါ်လာတယ်။အဲ့ဒီနောက်ပပင်းကြီးမူပြီးဥတန်ခဲကို ပေါင်ချလိုက်တဲ့အခါဥတန်ခဲကသူ့ကန်ထားတဲ့တူကြီးနဲ့ဘေးတရိုက်ချလိုက်တော့တယ် ဦးတန်ခဲရဲ့ရိုက်ချက်မှာ မွေးဆွဲကြီးတစ်ဖက်ကိုတဲ့တဲ့ရိုက်မိသွားတယ်။အပြင်းပြင်းရိုက်မိပေမဲ့ကြီးမားတုတ်ခိုင်တဲ့မွေးဆွဲမှာကျိုးမသွားပေ။အဆွဲဖုံးကသွေးများရိုစီးကြလာတဲ့သွေးများနဲ့အတူအဆွဲပေါက်ကနေအစိမ့်ရည်များလည်းထွက်လာတာမို့ဦးတန်ခဲကတိန်ရှောင်လိုက်တဲ့အစိမ့်ရည်များမှာမြေပြင်ပေါ်ကျတာနဲ့အငွေထောင်းထောင်းထွက်နေတယ်။ပြင်းထန်တဲ့အစိမ့်ကိုရှောင်ရင်ကိုဟန်အနေထားပြောင်းသွားတဲ့အခါဦးတန်ခဲကမွေးကြီးက အမိနဲ့ရိုက်လိုက်တော့တယ်။ ။ဦးတန်ခဲမှလည်းရှောင်းချင်းမီမရလိုက်ပေ၊မွေအမီနဲ့အရိုက်ခံလိုက်ရပြီးဝါးတပြန့်ခန့်လွင့်ထွက်သွားပါရဲ့။အဲဒီအခါထူးမောင်နဲ့ပထဝီမန်တန်အစွမ်းကိုတုံးပြီးလက်တချက်မြောင်းလိုက်တဲ့အခါမြေသားများကကြွားတက်လာပြီးကွာထွက်နေတဲ့မြေဆိုင်ကြီးများနဲ့မွေကြီးရဲ့ဦးခေါင်းကိုဖိထားလိုက်တဲ့မွေကြီးမှဗပြင်းကျသွားတာနဲ့ပန်းဖြူကခုန်တက်သွားပြီးမွေကြီးရဲ့ဦးခေါင်းတက်တဲ့ကိုအလင်းတန်းတစ်ခုနဲ့ထိုးဆိုင်ချနိုင်တော်တယ်ဒါပေမဲ့မထင်မှတ်ပင် အလင်းတက်မှမွေကြီးဦးကောင်းကကန်ထွက်လာတဲ့ပြင်မွေကြီးကလည်းရုံးကန်လိုက်တာကြောင့်ပန်းဖြူမှာမြေဆိုင်ခဲများနဲ့အတူအောက်ကိုကျလာခဲ့ပါတယ်။ထူးမောင်ကမွေကြီးကို အာယုံသာမြင်ရတာကြောင့်ခေါင်းကိုငုံထားပါတယ်။မျက်လုံးများကအမြင်မရှိတဲ့အပြင်ပဝါလဲစီးထားတာမို့ကျင်းစင်စွမ်းအားတစ်ခုနဲ့သာမွေကြီးကိုကြည့်နေရတယ်။ဒါပေမဲ့စက်ခုဓာတ်ကျင်းစင်ကအသားမကျသေးတာကြောင့်မွေကြီးရဲ့မျက်စံနဲ့လှုပ်ရှားမှုများကြောင့်အာယုံမှာ တခါတည်းရန်ဝေးဝါးသွားတတ်ပါရဲ့ထူးမောင်ရဲ့အာယုံထဲမှာမျက်နှာချင်းဆိုင်တက်တက်မှမီးလုံးကြီးတစ်ခုကိုတွေးမြင်နေရတယ်။မွေကြီးမှလည်းဗပြင်းမိုးရဲ့သားနဲ့အာကတွေးမှရှိတဲ့မီးဆက်လုံးကြီးတစ်ခုကိုထူးမောင်ထံမှုတ်ထုတ်ဖို့ပြင်နေပါရဲ့။ဦးတန်ခဲနဲ့ပန်းဖြူတို့ကထူးမောင်ကိုတတိထားဖို့လှမ်းဩပါရဲ့။ထူးမောင်လည်းအာယုံမများအောင်စိုးရိမ်နေသူများကိုလက်ထောင်ပြလိုက်ပြီးခဏငြိမ်နေပါရဲ့။တရိစံမွေကြီးမှမီးဆက်များဖန်တီးနေတာကြောင့် နဂါးတကောင်အလားထင်ရပါတယ်။ဦးတန်ခဲတို့မှလည်းနတ်မွေလိုပြောနေကြတဲ့မွေကြီးမှာအတဲပညာတစ်ခုခုရှိနေတာကိုရှိမိလာကြတယ်။အဲ့ဒီအချိန်မွေကြီးရဲ့အာကတွေမှာမီးဆက်လုံးကြီးကထူးမောင်ရှိရာကို အရှိန်နဲ့ပြေးဝင်သွားတော့တယ်။ထူးမောင်လည်းလက်ဝါးကိုဖြန့်ငါကထားလိုက်ပြီးညာလက်မောင်မှတင်စောမှန်တန်ကိုတုံးလိုက်ပါတယ်။ထူးမောင်ရဲ့လက်ရှိမှာမီးလုံးကြီးတစ်ခုပြေးထွက်လာပြီးမွေကြီးစီကလာနေတဲ့မီးဆက်လုံးကို ပြစ်တိုက်ပောက်ခွဲလိုက်တော့တယ်ပောက်ခွဲတန်ကြီးကရွာကားပင်အကြောင်းရပြီးပတ်ဝန်းကျင်မြေပြင်မှာလေနေရတချို့မီးတောက်ထနေတယ်အဲဒီအချိန်ပန်းဖြူကသူ့ရဲ့ဒဇူးဝါအချုံကိုကင်ပြီးမွေကြီးရဲ့မျက်လုံးတက်တဲ့ကိုခုံထိုးလိုက်ပါတယ်ဝဲချုံကမျက်လုံးကိုထိုးမိတော့လေကြောက်တုံးကိုထိုးမိတယ်လို့မာကျောနေတာကြောင့်ပေါက်မဝင်နိုင်ဖြစ်နေပါတယ်ရုတ်တရက်ဦးတန်ခဲကတူကြီးကိုမြှောက်ပြီးဝဲချုံအရင်ပိုင်းကိုထူချလိုက်တဲ့အခါဝဲချုံကမွေကြီးရဲ့မျက်လုံးအတွင် ဖောက်ဝင်သွားတော့တယ်။မွေးကြီးမှာဥတန်ခဲနဲ့ပန်းဖြူတို့ကိုခါချပြီးအနောက်ကိုတွန်းကလင်ကဆုတ်သွားပါတယ်။အဲဒီနောက်မျက်လုံးမှာဝချုံတန်းလန့်ကြီးနဲ့ဒေါသပြင်းပြင်းထွက်နေတော့တယ်။မွေးကြီးက မြေပြင်မှာလူးနေရင်ပါးစပ်ကိုပုံမှန်ထက်ပိုဟပြီးတော့အန်ထုံလိုက်တဲ့အခါချွဲကြီးကြီးအစိမ့်ရွေများနဲ့အတူမွေးမွေးမွေဟောင်းအကောင်ငယ်များအထွေးလိုက်ထွက်ကြလာတယ်။အဲဒီနောက်မွေးများကတိုက်ခိုက်လာတာမို့ပန်းဖြူနဲ့ဥတန်ခဲတို့လည်း ရှောင်းတိန်ခုခံနေရတယ်။မွေးအကောင်ငယ်များထဲမှတချို့ကထူးမောင်ရှိရာတက်တဲ့ကို ပြေးဝေလာတာမို့ထူးမောင်လည်းမီးလောင်တိုင်သွင်းပေးလိုက်ကြတယ်။မွေးကြီးမှထူးမောင်ရှိရာကိုတဟုန်ထိုးပြေးဝင်လာပြီးပစက်ကမီးများနဲ့မှုတ်ပါတယ်။အဲ့ဒီတစ်ချိန်မှာတော့မီးဆက်လုံးမဟုတ်ပင်မီးတောင်များဖြစ်ပြီးအချိန်မှလည်းခံဝေးဝေးအထိပူပြင်းလှပါတယ်။အဲ့ဒီအချိန်ထူးမောင်ကခါမချိတ်ထားတဲ့တရိုးကိုဇက်ကနေကောင်းလိုက်ပြီးမီးတောင်များကြပြေးဝင်သွားတယ်။ မွေကြီးရဲ့မီးတောက်များငိမ့်သွားတဲ့အခါထုံးပေါင်ကမွေပပင်းနဲ့မျက်နှာချင်းဆိုင်မှာရှိနေပြီးသူ့ရဲ့ဘေးကိုလည်းမွေဆွဲကြီးမှတချောင်းစီကျလာတယ်။ထုံးပေါင်ကတေစောမန်တန်ရဲ့အပူအေးအေးသဘောကိုသိတာကြောင့်ခန္ဓာကိုယ်ကိုမီးမကူးအောင်ပြုလုပ်ခဲ့ပြီးမွေဆွဲများကို ခုန်ဖြတ်လိုက်ခြင်းဖြစ်ပါရယ်။အဆွဲကျိုးသွားတဲ့မွေကြီးမှဒေါသပိုထွက်လာပြီးထုံးပေါင်ကိုမြို့ပြဖို့အတွက်ဗစက်ကိုဟလာတော်လေထုံးပေါင်ရဲ့တန်သေးသားက မွေရဲ့လက်ပြီးမှစိုက်ဝင်သွားတော့တယ်ဓာတ်ကိုဆွဲနှုတ်လိုက်တာနဲ့မွေကြီးရဲ့လက်ပြီးမှအပေါက်ကြီးဖြစ်ပြီးတွေးများစည်းကြလာတယ်မြေပြင်ပေါ်ကိုမွေကြီးကဘုံဘုံလဲသွားခဲ့ရပြီးသူရဲ့ပါးစပ်ကမွေကလေးများလေးလဲကြတိတ်ဆုံသွားတော့တယ်နတ်မွေကြီးဤကုန်းချုပ်သွားပြီးဖြစ်တာကြောင့်ထူးမောင်လေးဓာတ်ကိုတဲအိမ်ထဲပြန်သွင်းထားလိုက်တယ်ခလောင်ကြရွာကိုနှစ်ပေါင်းများစွာဒုက္ခပေးနေတဲ့အသားစမွေကြီးဇက်သိမ်းသွားခဲ့ပြီးဖြစ်ပါတယ် ဦးတန်ခဲနဲ့ပန်းဖြူတို့လည်းထူးမောင်အနီကိုလာကြပါတယ်။အဲ့ဒီအချိန်ထူးမောင်ရဲ့မျက်နှာတဲတဲကိုလက်သီးဆုံးလောက်ကြည့်တဲ့ကြောက်ခဲကြီးတလုံးဝင်လာတာကြောင့်ထူးမောင်လည်းလက်သီးနဲ့ထိုးခွင်ဖြည့်ဆည်းလိုက်တယ်။ပြီးတဲ့အခါကြောက်ခဲလာရကိုအာယုံခံကြည့်နေပါတယ်။ပန်းဖြူနဲ့ဦးတန်ခဲတို့လည်းမျက်နှာပြက်နေကြပြီး အရှိမရှိနေတဲ့ရွာသားများကိုကြည့်နေခဲ့ပါတယ်။ခက်စောစောကတိုက်ခိုက်နေတဲ့စူညံတန်များရက်သွားချိန်ရွာသားများက ဒေါက်တာလက်နဲ့ကိုစီနဲ့ပြန်ရောက်လာခြင်းဖြစ်ပါတယ်။အဲဒီနောက်တယောက်တစ်ပေါက်မကြေမနဲ့ပြောဆိုသံများကိုကြားရပြန်ပါတယ်။ငါတို့အားလုံးသိကြရတော့မယ်။တခေမရဲ့ဟောကိန်းထဲမှာငွေကြီးကိုတိုက်ခိုက်ရင်တရွာလုံးပြက်စီးမယ်လို့ပြောထားတယ်ကွ။ဟုတ်တယ်။အရင်ကငွေကြီးကိုမိန်းနဲ့ထုံးပြီးလို့တမိသားစုလုံးတေးကုန်ကြဘူးတယ်ကွ။ငါတို့တခေမပြန်လာရင်ဒီလူတွေမလွဲ့ဘူး။ကြားပါတယ်ကွ။ငွေကြီးကိုတတ်တဲ့ဒီကောင်တွေရဲ့ခေါင်းကိုဖျက်ယူပြီးတခေမကိုတောင်းပန်ကြမယ်။ အဲ့ဒီအချိန်တောင်ကြားလေးတစ်ခုအတွင်းမှာမြင်းကြီးတစ်ကောင်ကိုဆွဲလာသူတယောက်ကိုလှမ်းလို့မြင်လိုက်ရတယ်။အဲ့ဒီသူကတခြားသူမဟုတ်ပင်ပစ္စည်းခိုးမှုကြောင့်ထူးမောင်တို့နဲ့အတူတူအဖမ်းခံရတဲ့သူဖြစ်ပါတယ်။ဘာခတ်တို့ထံကဦးတန်ခဲရဲ့တူကြီးနဲ့ထူးမောင်ရဲ့တန်သေးတာကိုခိုးယူလာပေးပြီးထွက်ပြေးသွားသူဖြစ်ပါတယ်။သူဆွဲလာတဲ့မြင်းကြီးမှလည်းထူးမောင်ရဲ့မြင်းနဲ့ကြီးမိုးမောင်မင်းဖြစ်ပါတယ်။ခမည်းတော်ကမိတ်ဆွေနဲ့ရန်သူကိုတော့ ခွဲမသိကြတော့ဘူးကိုတိတ်ပြီးတော့ကြုံစိတ်ဝင်နေကြတယ်ပေါ့အောင်မတခိုးကလူပြန့်ဟင်းလို့ဟဲ့ရောင်ဒီလူတွေကြောင့်ငါတို့ရွာပြည့်စည်ရတော့မယ်ကွာကိုဘားခက်ကိုလည်းတတ်လိုက်ပြီးမွေကြီးကိုလည်းတတ်လိုက်ကြပြီတခင်မပြန်လာရင်ငါတို့ဘလို့လောက်ကြမလဲဘလို့မှမလုံနဲ့ခမည်းတော်နတ်မွေတောင်တခင်မဆိုပြီးကိုကွင့်နေကြတဲ့မိစ္ဆာမပြန်မလာတော့အေးကျုပ်တခိုးဖြစ်ရတယ်ဆိုတာလေဒီမိစ္ဆာမရဲ့ဖိနှိပ်လူပါဝါရာတွေကို မခံနိုင်လို့ပဲပေးစံတာ ပြောပြောဆိုဆိုနဲ့အဲ့ဒီသူကမြင်းကြီးမိုးမောင်ရဲ့ဆက်ကြိုးကိုလှုပ်ပြီးရွာသားတဦးလက်ထဲကဓားကိုဆွဲလှုပ်လိုက်တယ်။အဲ့ဒီနောက်လဲကြပြီးတိမ်နေတဲ့မွေကြီးကိုခြေနဲ့နင်းပြီးမွေကောင်းကိုလည်းအပိုင်းပိုင်းပြတ်အောင်ခုံယူနေပါတယ်။မွေကောင်းကြီးပြတ်သွားတဲ့အခါခေါင်းပြက်ကြီးကိုလဲတိုင်မှဓားနဲ့ထိုးဆိုင်ပြီးအပေါ်ကိုမြှောက်ကင်လိုက်တယ်။အဲ့ဒီအခါမွေကောင်းပြက်ကြီးမှနတ်မွေတောင်တခင်မရဲ့ခေါင်းပြက်ကြီးအဖြစ်ပြောင်းသွားတာကြောင့်အလုံးပါးစပ်အဟောင်းသာဖြစ်သွားကြတယ် ထူမောင်ဘေးမှာရှိတဲ့ဥတန်ခဲနဲ့ပန်းဖြူတို့ပင်အံဩနေကြပြီးရွာသားများရဲ့အမြင်များလည်းပြောင်းလဲသွားခဲ့ပါရဲ့ကြီးကြဒီမိစမာရဲ့လိန်ညာလှည့်ပြားမှုတွေကိုအားလုံးကြီးကြစမ်းပါမွေကြီးကိုတောင်းမှန်ပြီးတော့အစာကျွေးရတယ်လို့နှစ်ပေါင်းများစွာလိမ့်ပြီးသူကိုယ်တိုင်ကမွေမိစာဖြစ်နေရပဲဒါဆိုရင်ကျုပ်တို့အားလုံးကိုအလို့တွေလှောက်ခိုင်းပြီးတော့တခြားရွာမှာလူတွေဖမ်းဆီးတယ်ဆိုတာလေဒီမိမရဲ့အကြံပဲပေါ့တိတ်ဟုတ်တာပေါ့ အားလုံးသတိမထားမိနဲ့ဇပင်နဲ့အုပ်ထားတဲ့သူ့မျက်နှာတစ်ချမ်းကိုကြည့်ကြစမ်းပါ။ခေါင်းပြက်ကြီးမှာတွေးတဆက်ဆက်ကြနေပြီးမျက်လုံးတစ်ဖက်မှာလည်းပန်းဖြူတို့ထိုးဆိုင်ထားတဲ့ဝက်ချုံတစ်ခုကတန်းလန်းရှိနေတဲ့ဇပင်နဲ့အုပ်ထားတဲ့မျက်နှာတစ်ချမ်းကို မြင်းသားအောင်ပြလိုက်တဲ့အခါပားပြင်ပေါ်ကမေးရိုးပေါ်နေတဲ့မိန်းတန်ရအပေါကိုရွာသားအလုံးတွေ့လိုက်ကြရတယ်။ဒါရွာသေးဝင်ပြီးနွားဆွဲတော့ကမိန်းနဲ့အထိုးခံလိုက်ရတဲ့ဒဏ်ရာအဟောင်းပဲ။ ကျုံနေ냐ကလက်နဲ့တွေတွားခိုးပြီးဟိုမိန်းကလေးရဲ့စိတ်မုံတွေကြောင့်အိပ်ပျော်နေတဲ့တခင်မအခန်းကမွေးခန္ဓာကိုတပိုင်းအပြည့်ထွက်နေတာကိုမြင်ခဲ့ရတာပဲဒါဆိုရင်ငါတို့ငါတို့မှားကြပြီကွာကျွာရဲ့ကဲတင်ရှင်အစ်စ်တွေကိုအထင်းမြင်လွဲမှားပြီးတော့စော်ကားမိပြီးကျုပ်တို့အားလုံးကိုခွင့်လွှတ်ပါဗျာတောင်းပန်ပါတယ်ကျုပ်တို့မသိလို့ရိုင်းပြမိပါတယ်ဗျာကျွာသားများကအမားကိုဝန်ခံပြီးဒူးထောင်တောင်းပန်ကြတဲ့အခါဥတန်ခဲကလည်း အားလုံးကိုခွင့်လွှတ်ကြောင်းပြောပြီးတော့ထခိုင်းလိုက်ပါတယ်။ကြွားသားများကထူးမောင်တို့အားလုံးကိုကျေးဇူးတင်မဆုံးဖြစ်နေကြပါတယ်။အဲဒီအချိန်မြင်းကြီးမိုးမောင်ကိုခေါ်လာပြီးသူတန်ရွာလုံးရဲ့အဆူဆွဲခံအပေခံတကူးအမိခံတယောက်ကမြေပြင်မှာဒူးထောက်ကျသွားပြီးလက်ထဲမှာရှိတဲ့ခေါင်းပြည့်ကြီးကိုလည်းလှုပ်ချလိုက်ပါတယ်။တန်ရွာလုံးလည်းအဲဒီသူကိုစိတ်ပူသွားကြပြီးအနာကိုဝိုင်းလာကြတဲ့လဲကြမလို့ဖြစ်နေတဲ့သူကို ထူးမောင်ကကြောကနေပွေထားလိုက်ပြီး ်အသေးအချာကြည့်တဲ့အခါထူးမောင်လက်ထဲကိုသူရင်များစီးကြလာတဲ့နောက်ကျောမှာဒဏ်ရာကြီးကြီးမားမားရှိနေတာကိုတတိထားမိခဲ့ပြီးကြည်လိုက်တဲ့အခါသွေးဆုနေတဲ့လက်ဝါးရကြီးတစ်ခုကိုတွေ့လိုက်ရတယ်။လက်ဝါးရကဘလောက်ပြင်းထန်နေမသိရင်မန်းအထီအောင်ဒဏ်ရာထိန်ပြီးတော့ညှိုးနေပါတယ်။တာမန်လူတယောက်ဖို့အစုံနဲ့ကလီစာများပြက်စီးသွားမှတေးချနေပါတယ်။ဘလို့ဖြစ်ရတာလဲဗျာ။ဒါဘသူလက်ချက်လဲ။တန်လက်ဝါမဲရင်းဆိုတဲ့အဖွားကြီး အဲ့ဒီလိုအန်ကိုတင်းတင်းကျပ်ပြီးပြောနေရမှပင်တတိလက်သွားတယ်။ကျွာသားများလည်းစိုးရိမ်သွားကြပြီးဒံယာရထားသူနဲ့ထူးမောင်တို့အဖွဲ့ကို ရွာထဲခေါ်ကြတယ်။အဲ့ဒီနောက်အင်ကြီးတစ်လုံးမှထားပြီးတချောင်းရွာကဆေးစရာကိုလည်းပင့်လာကြပါရဲ့။ဒံယာကြီးကြီးမားမားရထားတော်လေအသက်မသေးသေးတဲ့အတွက်ဆေးစရာကိုအကူညီတောင်းပြီးတနေ့နဲ့တညလုံးလုံးကူတာကြတော်လေတတိရမလာခဲ့ပါ။ညနေလာတဲ့အခါဦးတန်ခဲကမြင်းကြီးမိုးမောင်ကျောပေါ်က အထုပ်တစ်ခုရှိနေတာကိုသတိထားမိသွားပြီးတွားယူတဲ့အခါမန်တန်ပရပိုက်ကြီးဖြစ်နေပါရယ်ပရပိုက်ကြီးနဲ့အတူ စာအုပ်ခတ်ထူထူတအုပ်လေးပါလာခဲ့ပါရယ်အဲဒါကြောင့်ထူးမောင်ကိုခေါ်ပြီးပရပိုက်ကြီးနဲ့စာအုပ်ကိုပေးလိုက်ပါရယ်အဲ့ဒီအချိန်မက်ပန်းဖြူကအိမ်ရှိထွက်ပြီးရွာပြင်ကတောင်ကုန်းကြီးကိုလှမ်းငေနေပါရယ်အဲ့ဒီနောက်ဘသူ့ကိုမှအတိမပေးပဲခြံထဲကတိတ်တဆိတ်ထွက်သွားခဲ့ပါရယ်မြေကောင်းနှီးပေါ်ကရောက်ခဲ့တာပဲထူးမောင် ကျုပ်တို့ဟိုရွာမှာဘာခက်နဲ့ပြဿနာတက်နေချင်းမိုးမောင်ထွက်ပြေးပြီးဥက္ကနာစီရောက်သွားတယ်ထင်တယ်ပရပိုင်ကြီးထဲပေးလိုက်ပုံအရာကျုပ်တို့ကိုနောက်ကျောင်းပြန်မလာပဲရှေ့ဆက်သွားစီကျင်တာပဲဖြစ်မှာပေါ့ဥတန်ခေဒီလိုဆိုတော့လေနောက်ကျောင်းပြန်မလဲတော့ဘောကွာဒါနဲ့ဒီစာအုပ်ကရောဒါကတော့ဥက္ကလာထဲပေးလိုက်တာမဖြစ်နိုင်ဘူးဗျဟိုမှာဒံယာရလာတယ်လို့နတ်မွေတောင်မော်ကိုနောက်တစ်ခေါက်ရောက်ခဲ့ပုံမင်းအဲ့ဒီကယူလာတာထင်တယ်ကျုပ်တို့ရှိမှရင် တောင်ကြားကဆင်းလာတာမဟုတ်လားဖြစ်နိုင်တယ်ထူမောင်ဖတ်ကြည့်ပါလားကျုံမမျက်လုံးမမြင်ရပဲဥတန်ခဲရဲ့စာဖတ်ဖို့လောင်းနေတော့အားရင် အကုန်မခံနိုင်ဘူးဒီလူကိုဒဏ်ရာရအောင်လုပ်လိုက်တဲ့တန်လတ်ဝါမိတ်ရင်ဆိုတဲ့မိမကြီးနဲ့ရင်ဆိုင်မှုအတွက်စွန့်ရင်ချွေတာရမယ်ခမားပါသာဖတ်ပြအေးပေးစိတ်ဝင်စားစရာပဲထူမောင်ရင်တန်မဏိဘခန့်နတ်မွေတောင်တခင်မနဲ့အခုတန်လတ်ဝါမိတ်ရင်တို့အကြောင်းရေးထားတာကွာငါဖတ်ပြမယ်အရှင်နှစ်ပါး ါတော်မူ၍အခလေတော်ဥတန်ခဲမှစာအုပ်အဟောင်းထဲမှရှိတဲ့အကြောင်းအရာများနဲ့ကိုရင်းမှတ်တမ်းလို စာများကိုဖတ်ပြနေပါတယ်။အဲ့ဒီစာအုပ်ထဲမှနတ်မွေတောင်တခင်မနဲ့ဘာခတ်တို့အကြောင်းကိုရေးသားထားတယ်။စာအုပ်ထဲမှရှေးအခါကနန်းတွင်းအမှုထံမိမတအူအကြောင်းကိုစတင်ရေးသားထားတယ်။မိမရဲ့အမည်မှမဲရင်လို့ခေါ်ပြီးနန်းတွင်းအပြိုတော်တအူလေးဖြစ်ပါတယ်။ခေကာလမငြိမ်မသက်ဖြစ်ပြီးအရှင်နှစ်ပါပေါ်တော်မူတဲ့အခါ နန်းတော်ကိုစွန့်ခွာပြီးမိမိဇာတိရက်ရွာဖြစ်တဲ့ကန်သာရွာကိုပြန်လာခဲ့ပါတယ်။မုံရွာမျိုးအနီးမှာရှိတဲ့ကန်သာရွာကိုရောက်တဲ့အခါမိဘဆွေမျိုးများကို မတွင်းရတော့တဲ့အပြင်ကြွားလုံးကျွမီးလောင်ပျက်စီးသွားတဲ့တဲ့တင်လေကြားလိုက်ရတယ်။အဲဒီအခါအနီးအပားမှာရှိတဲ့ဖုန်ကြီးကြောင်တစ်ခုမှစုံကြံကလေးများတောင်းညံ့စားပြီးမိမိအဖြစ်အပျက်များကို ဖုန်တော်ကြီးကို ရှောက်တင်လိုက်ပါတယ်။အေးကွယ်စေဘေးမီးဘေးမင်းဘေးအန်တီရီတွေကြောင့် တကာမမရင်ကန်ဆုံးရှာတော့ကိုတကာမလိုပဲဘေးဆိုးရန်ဆိုးကြုံခဲ့ကြတဲ့မိဘမဲ့လူမမဲ့ခလေးနှစ်ယောက်ကိုလည်းဖုန်ကြီးခေါ်ပြီးတော့ဆောက်ရှောက်ထားရတယ်အရွယ်ငယ်သေးတော့အခက်တွေးလာတယ်ကွယ်တင်မဖျားတပည့်တော့ကိုချင်းစာမိပါတယ်အေးကွယ်ဒါနဲ့တကာမကဘဲကိုသွားပြီးဘာများလောက်ကန်စမယ်စိတ်ကူးတော့ကွယ်နန်းတွင်မှနေစဉ်ကတော့ကညာမဲ့ဘဝဘောဖုန်ကြီးဖျားအရှင်ဖုန်းတော့ညှိုးပြန်တော့ကညာမဲ့လေး ခဝါသေးဘဝပြောင်းရမှာပေါ့တပည့်တော်မကို တခုတော့စွန့်တော်မူပါဗျာဘာတော့ကွင်တပည့်တော်မနဲ့ဘဝတူလူမမဲခလေးနှစ်ဦးကိုတပည့်တော်မခေါ်ယူမွေးစားကြမှာတယ်ဗျာမင်းရင်ဟာမိမိကိုကိုပင်အနိုင်နိုင်လောက်ကင်စားရမယ့်ကြားထဲမှာခလေးငယ်နှစ်ဦးကိုတနာတာမို့ဖုံးကြီးထံမှာတောင်းယူပါရင်ဖုံးတော်ကြီးကအရွယ်ငယ်လုံးလာပြီးစောင်းရှောင်းရခတ်တာကတကြောင်သူငယ်တို့ကိုမိမစောင်းရှောင်းခြင်းက ပိုလို့သာအဆက်မကတဲ့ကြောင်းနဲ့လမ်းလျှောက်စခလေးငယ်နှစ်ဦးကိုမွေးစားခွင့်ပေးလိုက်တော့တယ်။အဲဒီအချိန်မှစပြီးမဲရင်ဟာနီးစပ်ရာကြေးတောရွာများမှာရေခန့်အဝေးလျှော်အငှားအလုံများကိုလောက်ကင်ပြီးခလေးနှစ်ဦးကိုစောင့်ရှောက်လာခဲ့ပါတယ်။ယောက်ျားလေးတဦးမိန်းကလေးတဦးဖြစ်ပြီးတားနဲ့သမီးရထားသလိုပင်ခလေးများကိုလည်းချစ်ခင်ပါတယ်။အလုံးအိမ်ရှိရင်တော့ခန်းတောင်းကြီးထဲကိုခလေးနှစ်ဦးထည့်ပြီးခေါင်းမရွက်ပြီးတော့ခေါ်သွားလေးရှိပါတယ်။ အလုံးပြီးတော့အခကျင်းငွေရရင်နွားချက်များကနွားနှုတ်ဝဲပြီးခလင်းများကိုကြိုတိုက်ပါတယ်ဒေါဆက်လေးတစ်ခုမှတဲအင်ကလေးတစ်လုံးနဲ့ထိုးထားတာမို့နေရေးဆိုင်ရေးအတွက်ခက်ခဲတော်လေနေဖြစ်စားဖြစ်ခဲ့ပါတယ်အဲ့ဒီလိုနဲ့နေလာခဲ့ကြရင်ဆယ်စုနှစ်တစ်ခုကြာတဲ့အခါခလင်းများလည်းအရွယ်ရောက်လာခဲ့ပါတယ်မင်းရဲ့အလုံးထွက်လို့နေချိန်မှာအိမ်မှာစိတ်ချလက်ချထားနိုင်ခဲ့တဲ့အရွယ်ဖြစ်ပါတယ်ယောက်ျားလေးဖြစ်သူကိုမင်းရင်ကဘာခန့်လို့အမိပေးထားပြီး ်မိန်းကလေးဖြစ်သူကိုတော့သူ့နာမည်ပေါအောင်လှရင်လို့အမိပေးထားခဲ့ပါတယ်တနေ့မှာတော့မဲရဲ့အလောက်ကပြန်လာစဉ်အိမ်တကောင်ဝမှာတောကြီးမွေးဟောက်ကြီးတကောင် ခွေနေတာကို မြင်လိုက်ရတယ်မွေးဟောက်ကြီးကမဲရင်ကိုမြင်တဲ့အခါဗပြင်းထောင်ပြီးတပူပူမှုတ်ပါတယ်အဲ့ဒီအခါအိမ်ထဲမှာရှိနေတဲ့ကလေးတွေကိုထွက်မလာဖို့တတိပေးပြီးမွေကြီးကိုတတ်ဖို့အတွက်အနီးဝင်းကျင်းမှာတက်ကိုင်းအတိုးဆများလိုက်ရှာပါတယ်တက်ကိုင်းချောင်းတစ်ခုရှာတဲ့အခါမွေကိုတတ်ဖို့အတွက်ပြန်လာခဲ့တော်လေ လမ်းမြေလိုက်ရတဲ့အရာကြောင့်တက္ကန်းချောက်လွတ်ကျသွားခဲ့ပါတယ်။မင်းရီပါဇက်ကိုလက်နဲ့အုပ်ပြီးအန်အောထိမ့်နေနေချိန်ဇယ်နစ်ကျော်အရွယ်ကလေးမလေးလှရင်ကမွေးကြီးကိုခါးလေကကင်မြောက်ပြီးခန္ဓာကိုယ်မှာပတ်လိုက်တာကြောင့်ဖြစ်ပါတယ်။အဲဒီနောက်လှရင်ကတောဆက်လေးအနီးကိုပြေးသွားပြီးမွေးကြီးကိုလွှင့်ပြစ်လိုက်ပါတယ်။အစိမ့်ပြင်းလာတဲ့တောကြီးမွေးဟောက်ကိုအယုတ်လို့စော်ကစားနေတာကြောင့်မင်းရင်လေအချိန်အတန်ကြာမင်းတက်နေပြီးမှကလေးကိုစိတ်ပူပြီးသမီးလာရင် ဘာမှမဖြစ်ဘူးနော်မကန်ရဘူးတမီးရဲ့ကန့်ရင်တေးတက်တယ်ဒီမွေရအစိမ့်ပြင်းတယ်တမီးကိုမကန်ရဲပါဘူးအမေရဲ့တမီးခေါ်လိုက်လို့ရောက်လာတယ်မွေလေးပါ မကြောက်ပါနဲ့ဘလို့တမီးကမွေကိုခေါ်လိုက်တာ ဟုတ်တယ်လေတော်ထဲရဖွားဖွားသိမ်းမေးသလိုမြေကြီးမှအားရမှောက်ပြီးဗဇက်ကနေခေါ်လိုက်ရင် မွေတွေရောက်လာတာပဲဒီကောင်ကနောက်ကျကြံခဲ့တာထင်တယ်တော်ထဲရဖွားဖွားဆိုတာဘသူလဲတမီးရဲ့အမေအလုံသွားနေချင်း တမီးနဲ့မောင်လေးကိုလာပြီးတော့ကစားပေးတဲ့ဖွားဖွားပေါ့တမီးတို့လည်းမွေးခေါင်းနီးတွေမွေးနိုင်နီးတွေတင်မိတယ်အထူးအဆက်မှလာတမီးတို့ဖွားဖွားကိုအမေတွေ့ဘူးကျင်တဲ့တမီးရဲ့တမီးခေါ်ပြီးမှပေါ့လာရင်ကတောအုံလေးဖက်ကိုထွက်သွားပြီးတစုံတရာကိုလှမ်းခေါ်လိုက်တဲ့အခါတောအတွင်ကမီးခိုးများထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီမီးခိုးများစူပေါင်းသွားတဲ့အခါအမျိုးသမီးကြီးတူပေါ်ထွက်လာခဲ့ပြီးလာရင်လေးအနီးကို ရောက်လာခဲ့ပါတယ်အဲ့ဒီအခါ မင်းရင်ကအံ့အားသင့်နေပြီးအမျိုးသမီးကြီးထံကို တလန်းချင်း တိုးလာခဲ့ပါတယ်။နန်းရင်းကညာမေကခဝါတဲ့ဖြစ်နေပါပေါ့လား။ဒီဘဝဒီအချိန်ဒီမှာမနေခြင်းငါတို့လက်ဝဲခိုင်းကို ဝင်ခဲလို့ရတယ်။ခလေးနှစ်ယောက်ကိုချင်းလို့ညီကိုလည်းငါကြိုးဆိုပါတယ်။ဒီလိုစွမ်းအားမျိုးတွေသာပိုင်ဆိုင်ရမယ်ဆိုရင်အဝင့်လျှော်စားမနေတော့လိုက်မယ်အမေ၊ကျမလိုက်ခင်မင်း။အဲ့ဒီနေ့မှစပြီးမင်းရင်ဟာလှရင်နဲ့ဘာခက်ကို ခေါ်ပြီးတော့ လက်ဝဲပညာသင်အမေကြီးခေါ်ရနောက်ကိုလိုက်သွားခဲ့ကြပါတယ်။ခလေးနှစ်ဦးအရွယ်ရောက်လာတဲ့အခါလက်ဝဲကိုင်းရဲ့ရှားပါချင်းစင်ဖြစ်တဲ့တမ်မဏိချင်းစင်နဲ့မွေးနေသမီးချင်းစင်တို့ကိုဘာခန်နဲ့လှရင်တို့ကိုလက်ဆင့်ကမ်းပေးခဲ့ပါတယ်။မဲရင်ကိုလည်းအဝေးလျှော်ရမှလက်ဝါးနဲ့ရိုက်လျှော်ရပြီးအာတန်ရလည်းဖြစ်တာကြောင့်တန်လဝါချင်းစင်ကိုပေးခဲ့ပါတယ်။အဲဒီလိုနဲ့မဲရင်ဘာခန်နဲ့လှရင်တို့မှလက်ဝဲကိုင်းရဲ့ အရေးပါတဲ့ပညာသင်များဖြစ်လာကြတယ်။သူတို့ပညာအစွမ်းကိုသုံးပြီးထူးချွန်ကြတာကြောင့်အမေကြီးကလည်းချီးကျူးပြီးညာလန်ယုံများပမာထရှိခဲ့ပါရဲ့။ဒါပေမဲ့ဘာခန်းတဲ့လှရင်တို့ကတာမန်ဘွားမှနေစဉ်အခါခဝါတဲ့တာသမီလို့နှိမ့်ချဆက်ဆန့်ခဲ့သူများအပေါ်ရန်ညိုးဖွဲ့ပြီးတပ်ဖြတ်မှုများပြုလုပ်လာခဲ့ပါရဲ့။ဘာခန်းရဲ့ဓာလန်လက်နဲ့တိုးမပေါက်တဲ့ခန္ဓာကိုယ်နဲ့လှရင်ရဲ့မွေးစိတ်အစွမ်းများမှာ လူအများကိုဒုက္ခရောက်စေခဲ့ပါရဲ့အဲ့ဒီအကြောင်းအရာများကို သိလာတဲ့ပညာပေးအမေကြီးကစုံစုံမတော်လေလက်မခံခင်ကြပါအစိုးဆုံးကခလေးတွေကိုမစုံမတဲ့အပြင်မြောက်ပင့်ပေးသူကဒေါ်မဲရင်ဖြစ်ပြီးအဖွားကြီးလေးပညာများပြန်သိမ်းမယ်လို့ချင်းချောင်းဆုံးမခဲ့ပါရဲ့ဒီနေ့မှသူတို့ပညာများပြန်သိမ်းမခံရစေဖို့၃ရက်တော့တိုင်ပင်ပြီးပညာပေးတဲ့အဖွားကြီးကိုတိတ်တဆိတ်လှုပ်ကြံတက်ဖြတ်လိုက်ကြတော့တယ် အဲ့ဒီနောက်အမီဆိုးကိုဘာခန့်နဲ့လှရင်တို့ကခံယူပြီးအဖွဲကနေဝေးရကိုထွက်သွားကြပါတယ်။မွေးစားမိခင်ဖြစ်သူကဂိုင်းထဲမှာဟမ်းမပြတ်နေခဲ့ပြီးသူတို့နှစ်ယောက်ကိုနောက်ွယ်မှာစောင့်ရှောက်ပေးနေခဲ့ပါတယ်။ကြာအုံးရဲ့အကြောင်းအရာမှာဒီအထိတာဖြစ်ပြီးကြာအုံးကိုဘာခန့်နဲ့လှရင်တို့တူဦးကရေးမှတ်ထားခဲ့ဟန်တူပါတယ်။ကြာထဲမှာရေးထားတဲ့အတိုင်းဆိုရင်ဒီမဲရင်ဆိုတဲ့အမျိုးသမီးကအခုဆိုရင်အဖွားကြီးဖြစ်ရောပေါ့ထူးမောင်ရဲ့ အဖွားကြီးရိုက်ချက်ဘလောက်ပြင်းနေဆိုတာဟောဒီလူကြောကိုသာကြည့်ပြီးတော့ဥတန်ခဲ့ရင်ဒါနဲ့စာထရလူသားဆိုရင်ဒီပညာတွေရလက်ဝဲခိုင်းကပညာတွေပဲဗျအေးလက်ဝဲခိုင်းပညာဆိုရင်တော့ပန်းဖြူဟာပို့ပြီးတော့နှမ်းဆက်နေမြင်ဒါနဲ့မင်းရဲ့အချစ်တော်ပန်းဖြူဘဲရောက်သွားတော့မတည်ဘူးလေကျောင်းမသူ့ကိုလိုက်ကြည့်မနေတာမမြင်ရလို့လိုက်မကြည့်တာမဟုတ်လားမြင်ရတဲ့မနှောနဲ့ကြည့်ကြည့်ကြည့်နေမှာတော်ပါဥတန်ခဲ့ရကျောက်ကိုနောက်မနေနဲ့ ခမားသူ့ကိုပြောစရာရှိရင်သာကြောက်ရှာပေးမယ်။ထူးမောင်ကစက်ခူဓာတုကျင့်စဉ်စွာအနဲ့ပန်းဖြူကိုနေရအနှံ့ရှာဖွေကြည့်တော်လေအနည်းဝင်းချင်မှမတွေ့ရ။အဲဒါကြောင့်အနှဲငယ်စိတ်လေးသွားပြီးမြင်းငွေးကိုချက်ထွေပြီးတော့ပန်းဖြူကိုရှာတော့ပါတယ်။အဲဒီနောက်ထူးမောင်ကထိုင်းနေရကဇက်ကနေထလာတော့မှဦးတန်ခဲလေးမော့ကြည့်ပြီးတွေ့လားထူးမောင်တွေ့ပြီဦးတန်ခဲမပြောမစုံနဲ့တောင်းမမဒါဆိုအန်ဒီယန်ရှိရဲကွာလိုက်မဖြစ်မင်းအန်ဒီယန်ရှိတာမဟုတ်ဘူး အန်ဒီယန်နဲ့ထိတ်တိုက်တွေ့နေရခက်တယ်ဗျာခမားလူနာဆောက်ကြံနေရစ်ခဲ့ဒူးမောင်ကဥတန်ခဲကိုလူနာကြီးခိုင်းထားခဲ့ပြီးမြင်းကြီးမိုးမောင်ရဲ့ကြောပေါ်ကိုလှမ်းတက်လိုက်ပါတယ်အဲဒီနောက်နတ်မွေတောင်ကိုမြင်းကိုဥတီပြီးအပြင်းမောက်ထွက်သွားတော့တယ်တောင်မိုတနီယာမှာမင်းရင်နဲ့ပန်းဖြူတို့ထိတ်တိုက်တွေ့နေကြပါတယ်ပန်းဖြူရဲ့အလင်းဆက်များကိုမင်းရင်ကလက်ဝါးနဲ့ကပြီးပြန်တွန်းလိုက်ပါတယ်အဲဒီအခါပန်းဖြူနဲ့တွန်းကန်အားတစ်ခုနဲ့ရင်မတ်တဲတဲကိုထိမိပြီး မဆက်ကသွေးမြစည်းကြလာပါတယ်။ငယ်ပါသေးတဲ့ခေါင်းရံဖြူရဲ့ငါးပညာနဲ့နေ့ပညာအစဉ်ကမြင်းနဲ့ဖွားအီလောက်ကွာတယ်ဆိုတာမသိဘူးလား။သိပါတယ်အမေကြီး။လက်ဝဲကိုင်းရဲ့ဆရာတဆူဖြစ်တဲ့အပြင်ဂိုင်းသားတွေတိတ်ကြောက်ရတဲ့အမေကြီးရဲ့တန်လန်ဝါပညာကိုလည်းလေးစားပါတယ်။ဒါပေမဲ့အခုလုံတဲ့နာကိုလုံရတော့မယ်။ပန်းဖြူကလက်ဝါးနှစ်ဖက်အတွင်းကနေအလင်းစွမ်းအားများထုတ်လို့ပြီးမဲရင်ဆိုတဲ့အဖွားကြီးထံကိုပြည့်လွတ်တိုက်ခိုက်လိုက်ပါတယ်။ အဖွားကြီးရလည်းလက်ဝါးနဲ့စီးတားလိုက်ပြီးအပြင်းလွမ်းတာကြောင့်အလင်းဆက်များကိုဆွဲဖမ်းလိုက်ပါတယ်။အဲဒီနောက်အဝေးကိုယူပြစ်လိုက်ပြီးသူ့ရဲ့ပါဇက်ထဲကအခိုးအငွေ့များနဲ့ပြန်လည်တိုက်ခိုက်ပါတယ်။တန်းဖြူကအခိုးအငွေ့များကိုရှောင်တင်ရင်အဖွားကြီးမင်းရင်ကိုဒဇူးဝါအချုံကလေးနဲ့လှမ်းပြစ်လိုက်တော့အဖွားကြီးရလည်းအထိုးမခံမိအောင်တောင်ဝင်းနဲ့ရိုက်ထုတ်ကာကာကွယ်လိုက်ပါတယ်။လက်ဝဲခိုင်းတာအချင်းချင်းဖြစ်တာကြောင့်တအူးရဲ့ပညာကိုတအူးကရိမ်းစားမိနေပြီး ပန်းဖြူရဲ့ဝချုံထုံးမိရင်မော်ပညာများအားနည်းသွားတတ်တာကိုလည်းမင်းရင်ကသိနေနေပါတယ်။အဲ့ဒီနောက်မင်းရင်ဆိုတဲ့အဖွားကြီးကခြေတစ်ချက်ခက်ပြင်းပြင်းဆောင်နေလိုက်တော့ပန်းဖြူရက်နေတဲ့တောင်ဆောင်ကမြေများအပ်ကွဲသွားပြီးပန်းဖြူရဲ့ခြေထောက်များလည်းဟန်ကျက်ပြက်သွားပါတယ်။အဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီး အဖွားကြီးကအဝေးကနေစွန့်အားမြင့်နဲ့လက်ဝါးနဲ့တစ်ချက်လှမ်းရိုက်ပါတယ်။ပန်းဖြူကပြုတ်ချလို့နီနီခန္ဓာကိုယ်ကို ထိန်းနေရတာမို့ ကာကွယ်ချိန်မရလိုက်အဲ့ဒီအချိန်ပန်းဖြူရှိရာကိုမီးတောက်သဖွင့်ဆက်ရောင်တဝင်းဝင်းနဲ့လက်ဝါးပုံတံအရာတခုပြင်းဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်ထူးမောင်ရောက်ရှိလာပြီးပန်းဖြူအရှိကနေလို့ခန္ဓာကိုယ်ကို ပြုတ်ကျမသွားအောင်လက်မောင်းတစ်ဖက်က ထိမ့်ပေးထားလိုက်ပါတယ်ပန်းဖြူနဲ့သူ့ကိုကဲတင်လိုက်တဲ့ထူးမောင်ကိုပြန်ကြည့်နေချိန်မဲရင်ထံကလာတဲ့ရိုက်ချက်ကထူးမောင်ရဲ့နောက်ကျောတိတိကိုကြောက်ရောက်ပြီးမီးပွားများတပြန်းပြန်းတောင်းလို့လွင်ကျဲထွက်သွားတယ် ပြင်းထန်တဲ့ရိုက်အားဖြစ်တာကြောင့်နှစ်ယောက်သာရှုကြီးတစ်ခုအတွင်ကိုလွင့်ကျသွားပါတယ်။ပန်းဖြူကထူးမောင်ကိုစိုးရိမ်ပြီးနောက်ကျောကိုကြည့်တော်လဲနောက်ကျောမှာရှိနေတဲ့ပထဝီမန်တန်အစွမ်းကြောင့်ထူးမောင်ကဘလို့မှမခံစားရပါပန်းဖြူရဲ့လက်ကိုလှုပ်လိုက်ပြီးထူးမောင်တယောက်ထင်တောင်ဆောင်ပေါ်ပြန်တက်လာခဲ့တယ်။ပန်းဖြူကလိုက်တာတဲ့အခါထူးမောင်ကဝင်းမပါဖို့လက်ကပြလိုက်တယ်။အေဒီနာအဖွားကြီးမရင်နဲ့ထိတ်တန့်ရင်ဆိုင်လိုက်တော်တယ်။ ငါသားနဲ့သမီးကိုတတ်တာမင်းလားဟုတ်တယ်ကြုံပဲခမားဘာလုပ်မလဲအတော်သတိကောင်းနေတဲ့ကောင်မင်းတော့ပြားအောင်ကိုဒုံးနဲ့ထိုးလိုက်မိပြီပဲပြားကလူရင်းနေတဲ့နေရာလာဆွဲတာဆိုတော့လေဒုံးနဲ့ထိုးရတာပေါ့အခုမီးနဲ့မြိုက်ဦးမှာထူးမောင်ကပြောရင်းနဲ့တေစောမန်တန်အစွမ်းကိုတုံးပြီးအဖွားကြီးကိုမီးလောက်အောင်ပြုလုပ်လိုက်ပါလေဒါပေမဲ့အဖွားကြီးကရှောင်းတိန်လိုက်ပြီးသူ့ရဲ့တိုက်ခွတ်ဖြစ်တဲ့တန်လတ်ဝါမတိုးတဲ့ထူးမောင်ကိုမတိုက်ခိုက်ပဲ တောင်စောင်းအောင်ဆင်းပြေးသွားပါတယ်။အဲဒီအခါထူးမောင်ကအနောက်ကနေလိုက်နံတိုက်ခိုက်ဖို့ပြင်လိုက်တဲ့အခါဘန်းဖြူကထူးမောင်ကိုလှမ်းဆွဲလိုက်ပြီးရွာဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်။အဲဒီအခါခလောက်ကျရွာကြီးအတွင် မီးလောင်နေတာကိုတောင်ပေါ်ကနေလှမ်းမြင်လိုက်ရတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒတိပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့တန်လောက်ဝမင်းရင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်တစ်ကောက်မှာပရိသတ်တွေ အားလုံးအတွက်ဘလို့ဇလံကောင်းလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကို စောင့်မျှော်အားပေးနားဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ကောက်ဗီဒီယိုလေးမှာလည်းပြန်လည်လို့ဆုံတွေ့ကြပါရယ်ရှင်။